အားလုံးပဲမင်္ဂလာပါ Marshall Academy Channel ရဲ့ပြည်သက်အားလုံးချို့သွားပါတယ်ခင်ဗျာကျွန်တော်တို့ Marshall Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC ဆရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshall လောကအချိန်နဲ့တက်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကဒီနေရာကနေမြေတားရဲ့ခံချပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်တော့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကိုစကြပါဒီနေ့မှာကျွန်တော်ပြည်သက်တွေစီကိုပြောချင်တာတော့ ဒီနာမည်အော်တိုဘာလာ31ရက်နေ့မှာကျင်းပမဲ့155ပွဲစဉ်မှာကျွန်တော်တို့မြန်မာကုန်ဆောင်ဖိုင်တာတွေကြော်စွာဝင်းရဲ့1 championship ပွဲဥထပ်ပါဝင်လာနိုင်တယ်ဆိုတဲ့သတင်းလေးကိုပြောချင်တာပါ1 championship မှာကြော်စွာဝင်းကထိုးရတော့မြေအော်တိုဘာလာ31ရက်နေ့မှာသူ့ရဲ့1 championship debut ပွဲစဉ်စမယ်ဆိုပြီးတော့သတင်းတွေထွက်နေတယ်အဲ့ဒီသတင်းတွေကိုကြော်စွာဝင်းကိုယ်တိုင်ကပြောတာမဟုတ်တယ်လို့ promotion ဘက်က ချပြလာသေးတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ကျော်စုံဝင်းရဲ့လေးချင်းမော်ရီဖြစ်တဲ့ Y2K တို့ Necro တို့သူတို့ကနေပြီးတော့မှတဆင့်ကြားရတယ်။ Faders ကနေလေကျော်စွာဝင်းရဲ့ပွဲဥထွက်ကမချခင်လာတော့မယ်လို့ပြောထားတယ်။ဒါကြောင့်မလို့သတင်းရင်းမြစ်ကခိုင်လုံတယ်လို့ကျွန်တော်တို့ကပထမဦးဆုံးသတ်မှတ်လို့ရတယ်။ဒါကြောင့်မလို့ကျော်စွာဝင်းရဲ့ပွဲကအောက်တိုဘာ31ရက်နေ့မှာဖြစ်ဖို့ရာခိုင်နှုန်း69ရာခိုင်နှုန်းလောက်ရာခိုင်နှုန်းများတယ်လို့ပြောလို့ရတယ်။ အစကတရင်ထထတာကတော့ကျော်တော်ဝင်းကိုရိုင်းကလည်းပြောထားဘူးလေသူနဲ့ဆွန်ရက်နဲ့ဝဲရက်တဲပေးကျင်တယ်ဆိုပြီးတော့မှပြောထားတယ်တပွဲရက်တဲပေးဖို့လည်းရှားထားတယ်ဒါပေမဲ့တကယ်တမ်းလေးဖိုက်ကထွက်လာတဲ့အချိန်မှာဆွန်ရက်ကလာမဲ့တောက်ကြနေညမှာကျင်းပါမဲ့155 130ပြန်မမှာပွဲထိုးရမယ်ကျော်တော်ဝင်းနဲ့တူတူထိုးရတော့မှမဟုတ်ပဲနဲ့အခုမှ1 championship မှာပွဲအုပ်ထွက်ထိုးမဲ့ချင်းဖိုက်တယ်လေးစလိုင်းနဲ့တူတူပွဲအုပ်ထွက်ထိုးရမယ် ချွန်သာဝင်းပွဲကိုကြတော့ဝိုင်းချက်မဲရှက်ကအောက်တိုဘာ31ရက်နေ့မှာကျင်းပမဲ့ပွဲမှာမှပွဲထုတ်လာဖို့ရှိတယ်။ဒါကတော့ချွန်သာဝင်းရဲ့လက်ရှိပွဲဖြစ်လာမယ်အခင်းချင်းချွန်သာဝင်းကဘယ်ဖိုက်တာနဲ့ပွဲဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကတော့တိတိကျကျမသိရသေးဘူး။သို့ပေသည့်တိုင်အောင်လက်ရှိမှာကောလာဟာလာတွေလည်းထွက်နေတယ်စမင်တန်နဲ့ထိုးရမယ်ဆိုပြီးတော့လေပြောတဲ့နေကြားနေတယ်ဒါပေမဲ့ official မဟုတ်လို့ကျွန်တော်တို့ကဘာမှပြောလို့မရသေးဘူးဒါကကျွန်တော်လေး သူများတွေဖြွာတာကိုကြားတာအဲ့ဒါကိုပြိသက်တွေစီတိအောင်ပြန်ပြီးမျှဝေပေးတာဘသူကပေးဖိုက်တာနဲ့ထိုးရမလဲဆိုတော့ promotion ကမချပြသေးသေးကျွန်တော်တို့အတီးယူလို့မရအောင်ဘာကြောင့်လဲဆိုတော့ဗျ one championship one friday fight ပြန်ပွဲတွေကလကနောက်ကွယ်ပို့တော့ရှုပ်ထွေးသေးတယ်ကျွန်တော်တို့ထင်တာတဲ့အစတရားမကရှုပ်ထွေးသူတို့ကဒီနေ့မှ divider နဲ့ကိုတည်လိုက်တယ်သူတို့နေ့ကိုလည်းဘယ်နေ့မှထိုး contract နဲ့ပေးပြီဒါပေမဲ့အချိန်မရသူတို့ကပြန်ပြောင်းလိုက်တာ fighter လည်းပြောင်းနိုင်တယ်လို့ event လည်းပြောင်းနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က official မချပြလာသေးကျွန်တော်တို့ကအတီယူလို့မရသေးဘူးဒါကြောင့်ကျွန်တော်တို့စောင့်ကြည့်ရအောင်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကျော်တော်မင်းရဲ့ပွဲကတော့ပွဲထွက်ဖြစ်တာနဲ့အညီကျော်တော်ဝင်းကိုလည်းခတ်ခဲတဲ့ပွဲကိုပဲဝမ်းကစာမေးပွဲဆက်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျော်တော်ဝင်းကဝမ်းချမ်းပြင်းရှစ်မှာအလားလားရှိနိုင်တဲ့ fighter လို့မြန်မာပြည်သက်တွေကယူဆထားတယ်။ပြီးတော့မြန်မာပြည်သက်တွေရဲ့အပိဝင်းရဲ့မှုကိုလည်းအခိုင်အမာရရှိထားတဲ့ fighter အနာဂတ်ရီမန်းချက်တွေကလည်းတအားကြီးမားလွန်းတဲ့ဖိုက်တာအဲ့လိုကြီးမားလွန်းလို့ပဲ1က4ချိန်5ချိန်မကခေါ်တာတောင်မှပဲမလာဘဲနဲ့လိုအပ်ချက်တွေရှိနေသေးတယ်ဆိုပြီးထိုင်းကနမေတော်ချင်းကြီးမှာတွားရောက်ပြင်ဆင်ပြီးတော့မှအခုမှဝမ်းချက်မယ်ရှင်မှာပွဲဥထွက်မဲ့ဖိုက်တာဒါကြောင့်မလို့ဒီဖိုက်တာလေးကအရေးချင်းနဲ့စူးစမ်းထားတဲ့အရာတွေကလည်းနဲတာမဟုတ်ဘူးပြီးတော့အခု Fedex ကိုရောက်ပြီးတဲ့အချိန်မှာပဲကျော်တော်ဝင်းရဲ့ body transformation ကလည်းတော်တော်လေးကိုပြောင်းလဲသွားတာမျိုးကျွန်တော်တို့ကတွေ့ရတယ် တကယ်ကိုဖိုက်တာစစ်စစ်တကယ်အစီမရှိချင်းလေးတိတ်သေးတဲ့ခန္ဓာကိုယ်ရရှိထားတယ်။ဒါကြောင့်မလို့တကယ်ကောင်းတဲ့ဖိုက်တာ ဖြစ်လာပြီးတော့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။နီးစနစ်ပိုင်းကလည်းပိုကောင်းလာနိုင်မယ်။ဒါပေမဲ့ညီမဖိုက်တာဖြစ်တဲ့တောက်လျှောက်လေရိုးရလက်ဝဲပွဲတွေပဲထိုးထားတာ။မွေထိုင်းပွဲကလည်းတပွဲမှထိုးထားမှုတွေအတွေ့အကြုံမရှိသေးတာကြောင့် ကလင်းပိုင်းမှာအားနေတဲ့ရှိနိုင်တယ်မွေထိုင်းနီးစက်နဲ့ပိုင်းမှာနည်းနည်းလေးတော့အားနေနေနိုင်တယ်ဒါပေမဲ့သူနဲ့လေ့ကျင့်နေတဲ့ fighter တွေလည်းကျွန်တော်တို့အားလုံးကြည့်လိုက်ဗျာ Nakro ရော Y2K တို့ပြီးတော့ Tannon တို့အသရှိတဲ့ fighter တွေ Stan Fedel လို့ fighter တွေနဲ့တော့မှချင်းနီးနေတဲ့ဆက်ဆံရေးတွေရှိနေပြီဗျာဒါကြောင့်မလို့ကျော်တော်ဝင်းရဲ့စွမ်းဆောင်ရင်ကလည်းမနိုင်ဘူးလို့ပြောလို့ရတယ်ဒါကြောင့်မလို့ဒီပွဲကလည်းစောင့်ကြည့်ရင်စာကောင်းလိမ့်မယ်။ကျော်ကြီးကိုယ်တိုင်ကလည်းသူ့ပွဲရှိတဲ့အတွက်ကြောင့်မလို့1မှာသူလက်မှတ်တွေအများကြီးတောင်းထားတယ်။ပြိတ္တတွေလာပြီးအားပေးနိုင်အောင်သူစီစဉ်ပေးမယ်ဆိုပြီးပြောထားတယ် တို့ထိုင်ရောက်မြန်မာတွေအနေနဲ့တွားရောက်ပြီးအားပေးလို့ရတယ်။ကျော်ဆောင်ဝင်းကလည်းအကောင်းဆုံးပုံစံနဲ့ထိုးသက်နိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်ထားတယ်။ဘလူးဘင်းကောင်းတဲ့ fighter ဖြစ်ဖြစ်ဗျာ Marshall ဆိုတာကတော့ဘာမဆိုဖြစ်သွားနိုင်နေ။ကျော်ဆောင်ဝင်းကိုအဲ့ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဖီအားတော့မပေးသင့်ဘူး။ကျော်ဆောင်ဝင်းရဲ့ကောင်းတဲ့မှာဗျာဒီဖီအားဝင်သွားရင်သူ့အတွက်အခက်အခဲကြုံရနိုင်တယ်။ ဘာကိုအလုံးကအာကိုထတာငါနိုင်မရမယ်ငါနိုင်ုံနိုင်ရမယ်အဲ့ဒီစိတ်ကြီးဝင်သွားရင်ကျော်တော်ဝင်းနေနဲ့ပွဲပေါ်ချင်းကက်တဲ့အပိုင်းမှာအားနေသွားနိုင်နေဗျာထိုးနေရင်တန်းလဲနဲ့ဒီစိတ်ကြီးကခေါင်းထဲဝင်လာရင်သူ့အတွက်တော်တော်လေးကိုအနှောက်ယှက်ဖြစ်သွားနိုင်တယ်အဲ့တော့အမားကြီးလုပ်ပြီးမထင်မှတ်ထားတာဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေကသူ့ပုံစံတိုင်းပဲသူ့ကိုလွှတ်ထားပေးပါဘာမှသူ့ကိုဖိအားတွေတော့မပေးနဲ့သူ့ကိုယ်တိုင်ကလည်းသိတယ်အကောင်းဆုံးပြင်ဆင်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအားပေးအောင်တက်တက်ပဲအားပေးကြမယ်ပွဲပြီးမှဒီအကြောင်းလေးဆက်ပြောကြမယ်ဘာလို့အဲ့လေဘလို့လေစူးစမ်းမလဲ ဘယ်လောက်ထိလုံပြနိုင်မလဲကျွန်တော်တို့ကကြည့်ရဒါကြောင့်မလို့လက်ရှိချိန်မှာကျော်ကြီးအကောင်းဆုံးပြင်ဆင်နေလို့ကျွန်တော်တို့အလုံးတူတူအားပေးရမယ်ဒီချိန်မှာသူ့ကိုကျွန်တော်တို့အလုံး pressure မပေးဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ထင်မြင်စာချက်သက်သက်ဒါကတော့လက်ရှိချိန်မှာကျော်တော်ဝင်းရဲ့အကြောင်းလေးကိုကျွန်တော်သိတာလေးကို update လုပ်ပေးတာပါခင်ဗျာကျော်တော်ဝင်းရဲ့ fight get ထွက်လာရင်လည်းကျွန်တော်အနေနဲ့ official ပြည်သက်တွေစီပြန်လိုက်တင်ဆက်ပေးမှလို့စောင့်ကြည့်ပေးကြပါဦးခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာတော့ဒါပါပဲချော်တော်မွေးရဲ့ပွဲကြောင်းလေးကိုပြည်သက်တည်ပြောင်းလာရောက်မျှဝေပေးတာပါနောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marsha Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC ဆက်ရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မေတ္တာအကန့်ညီပါတယ်ခင်ဗျာပြည်သက်တော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ